င်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းတွေရဲ့ရွေးကောက်ပွဲအသုံးစေးတွေကိုအရင်ကထက်တိုးမြင့်ပေးထားပြီးကုန်ကြစိတ်မတင်သွင်းသူတွေကိုအရေးချင်းပြည့်ဝသူအဖြစ်တင်ညာမယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်အရင်ကလွှတ်တော်၃ရက်မှာဝင်ရောက်ရှင်ပြိုင်မဲ့လွတ်တော်ကိုစလဲလောင်းတယောက်ရဲ့ရွေးကောက်ပွဲကုန်ကြစည်းကို7300နဲ့တိုင်းသားလူမျိုးလွတ်တော်ကိုစလဲလောင်းတယောက်ရဲ့ ရွေးကောက်ပွဲကုန်ကြစရိတ်ကို73150သတ်မှတ်ခဲ့ပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြင်ဆင်လိုက်တဲ့ရွေးကောက်ပွဲဥပဒေနီးဥပဒေတွေမှာအခုလိုတွန်းမြင့်ထားတာဖြစ်ပါတယ်။လွှတ်တော်၃ရက်မှဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလီလောင်းတယောက်ကိုရွေးကောက်ပွဲကုန်ကြစရိတ်73150တိုင်းသားလူမျိုးလွှတ်တော်ကိုစလီလောင်းတယောက်ကို73300ထိသုံးဆွဲခွင့်ရှိပြီးရွေးကောက်ပွဲကုန်ကြစရိတ်တွေကိုသတ်မှတ်ရအတွင်သက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့အခွဲတွေမှာတည်သွေးရမှာပါ။ တမတ်ရက်အတွင်းမတင်သွင်းပါကခုံဖွဲ့ဖွဲ့စစ်ဆေးပြီးအရေးချင်းပြည့်ဝင်သူတွေအဖြစ်ထုတ်ပြန်ကြေညာသွားမှာ ဖြစ်တဲ့အတွက်ရွေးကောက်ပွဲကုန်ကြမ်းဆေးတွေကိုအချိန်မီတည်သွင်းရမှာ ဖြစ်တယ်လို့ကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။ စစ်တပ်ကပြန်ဖွင့်ပေးတဲ့လွိုက်ကောတက္ကသိုလ်ဝေးတင်ဒုတိယတုံးမှာចောင်းသားចောင်းသူ300ကျော်တက်ရောက်ခဲ့တယ်လို့ပညာရေးဌာနကထုတ်ပြန်ထားပါတယ်။ဒီသတင်းကို Morris ကပေးပို့ထားပါတယ်ရှင်။တလေးလုံးစစ်စင်ရေးကြောင်းနှစ်နှစ်နီးပါးပိတ်ထားတဲ့လွိုက်ကောတက္ကသိုလ်ကိုပြီးခဲ့တဲ့အောက်တိုဘာ17ရက်နေ့မှာစစ်တပ်ကပြန်ဖွင့်ပေးခဲ့တာပါအခုလက်ရှိပြန်ဖွင့်ထားတဲ့လွိုက်ကောတက္ကသိုလ်မှာအဝေးတင်ဒုတိယအတုပ်ရဲ့ចောင်းသားចောင်းသူပေါင်း365ယောက်တက်ရောက်ပညာသင်ကြားနေတယ်လို့အောက်တိုဘာလ20ရက်နေ့ထုတ်စစ်ကော်မရှင်ပိုင်းမြန်မာအလင်းသတင်းစာမှာဖော်ပြထားပါတယ် လိုက်ကောတက္ကသိုလ်ပိတ်ထားတဲ့ကာလအတွင်းအင်္ဂလိပ်စာ ပထဝီတတ္တနိကဗေဒအရှေ့တိုင်းပညာဥပဒေပညာဘာသာရပ်တွေကိုလေ့လာသင်ကြားနေတဲ့အဝိသင်ကျောင်းသားကျောင်းသူတွေဟာတောင်ကြီးမှာတွားရောက်ကျောင်းတက်နေရတာဖြစ်ပြီးလာမယ့်ဆောင်ဝေးဝဲတွေကိုတော့လိုက်ကောတက္ကသိုလ်မှာလာရောက်ဖြေဆိုရတော့မှာပဲဖြစ်ပါတယ်။လုံခြုံရေးအရလိုက်ကောတက္ကသိုလ်နဲ့နီးစပ်သူတို့ရဲ့ပြောပြချက်တွေကိုအတန်အစားထုတ်ဖတ်ထားပါရခင်ဗျာ။လိုင်ကောမျိုးကတည်ငြိမ်အေးချမ်းနေပြီဆိုတာကိုပြချင်လို့တက္ကသိုလ်ပြန်ဖွင့်တာပါ။ အဲ့တော့ဒီကာလအတွင်းဒီတောင်ကြီးမှာသွားတက်နေတဲ့လွန်ကော်ကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုအကုန်ပြန်ခေါ်ခိုင်းတာအယောက်300ကျော်ပါနောက်လာမှာဆောင်ပွဲရှိရဲ့တောင်ကြီးမှာပေးမဖြေတော့ဘူးအကုန်လွန်ကော်တက္ကသိုလ်မှာပဲဖြေရမှာဒီကနေ့မနက်ပိုင်းကပြည်နယ်ဝန်ကြီးချုပ်ဦးစောမြို့တင်ဟောင်းဒေတာကွက်ကဲရီမှု ပြည်နယ်ဆိုရဖွဲ့ဝင်များစစ်တပ်လက်အောက်ခံရုပ်တံလိုင်းဖြစ်တဲ့မြဝတီ channel မှာတော့အောက်တိုဘာ19ရက်နေ့မှာကျင်းပခဲ့တဲ့လိုက်ကောတက္ကသိုလ်အဝေးတင်တင်တန်းပထဝီဝင်မိသားစုရဲ့အာစရိယပူဇော်ပွဲနဲ့မောင်မဲတက်လွင်ကျိုးစုပွဲအခမ်းအနားကိုထုတ်လင်းခဲ့ပြီးစစ်ကော်မရှင်လက်အောက်ခံပြည်နယ်ဝန်ကြီးချုပ်ဦးစော်မျိုးတင်တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။အိုင်းနေတရက်ထဲမှာပဲပြည်နယ်ဝန်ကြီးချုပ်ဦးစော်မျိုးတင်ဟာဒီမော့ဆိုအနာကငွေတောင်ရက်ွက်နဲ့ငွေတောင်ဆယ်ရက်ွက်ဘက်ကိုတွားရောက်ခဲ့ပြီးဒေသခံတွေနေရပြန်နိုင်အောင်လျှက်စစ်မီးရောင်းလုပ်ပေးမယ်လို့ဆိုခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကော်မရှင်တပ်တွေကတော့ ော့ရွေးကောက်ပွဲအမိနေရက်ပြန်လာကြဖို့နှိုးဆော်နေပြီးနေရက်ပြန်မလာတဲ့အိမ်တွေကိုပြည်သူပိုင်ဖြစ်သိမ့်မယ်ဆိုပြီးချင်းချောက်နေတာတွေရှိနေတဲ့အတွက်ငွေတောင်ဘက်အချမ်းမှာပြန်နေနေတဲ့သူတွေရှိနေပြီလို့ဒေသခံတွေကဆက်ပြောပြပါတယ်အာစစ်ချောင်းတွေကကြတော့တောက်ခနိုင်တလောက်ဆက်တောက်ခနေတာပဲဒါပေမဲ့အခက်အခဲအများကြီးရှိတာပေါ့နော်ပြီးတော့ပြည်သူတွေကလည်းအရေလိုမျိုးကူညီတာတို့လူတန်းတာတို့လည်းနေပါလာတယ်တချို့စိတ်ဓာတ်ကြတာတို့အမျိုးမျိုးပေါ့နော်အဲ့တော့ဒီတော်လန်ရဘလောက်ကြအောင်မလဲဆိုတဲ့အကူပဲပြည်သူတွေကစိတ်ပူနေတာပေါ့နော် လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း၁ကိုခရီးနီပြည်နယ်ရဲ့မြို့တော်လွိုက်ကော်နဲ့ဗိုလ်လက်ခဲမြို့၂မြို့မှာကျင်းပမှာဖြစ်ပြီးလွိုက်ကော်မြို့ပေါ်မှာတော့အကြောင်းနေပြန်ဖွင့်တာမဲစင်းကြည့်ဖို့နှူးစော်နေတာရည်နဲ့စစ်ဆောင်တွေကနေရက်ပြန်လာကြဖို့လှုံ့ဆော်နေကြတာပါကျွန်တော်မော်ရစ်ပါအမေရိကန်ရဲ့မူရင်းနှိမ်နေရေးစစ်စင်ရေးတွေကြောင့်သူတို့အသားဝိုင်းကြားမှာအကြောက်တရားတွေပေါက်ဖွာလာလို့စိုးရိမ်နေလို့ကိုလံဘီယာငါးဖန်သမားတွေကအော်တိုဘာလ20ရက်မှာထုတ်ပြောခဲ့ကြပါတယ် ဒေသတွေကမွေးရစေဝါတွေကိုတည်လာတယ်လို့ဆက်ဆွဲခတ်ထားရတဲ့သင်္ဘောတွေကိုအမေရိကန်စစ်တပ်ကတိုက်ခိုက်ပြီးတဲ့နောက်အခုတော့အထူးသဖြင့်ဗီနီဇွဲလာနိုင်ငံသားကကယိုဒန်အတိုင်းဝိုင်းတွေဟာပြည်လည်ပြင်းထဲမှာစွန့်စားဖို့ချစ်တုပ်ချတုပ်ဖြစ်နေတယ်လို့တငါတဲ့အယ်ဘာတိုဇူနီကာကရှင်းပြခဲ့ပါတယ်တောင်အမေရိကနိုင်ငံကိုလံဘီယာအပေါ်အခွန်တိုးကောက်ပြီးပေးချစ်မှုအားလုံးကိုရပ်ဆိုင်တော့မယ်လို့အမေရိကသမ္မတဒေါ်နယ်ထရမ့်ကအော်တိုဘာလ19ရက်နေ့ပိုင်းမှာပြောခဲ့ပါတယ်။ အဲ့ဒီနေ့အစောပိုင်းမှာထရမ့်ဟာကိုလံဘီယာသမရဂူစတာဘိုပေထရိုကိုတရားမဝင်မူရစ်စေဝါခေါင်းဆောင်လို့ခေါ်ဆိုခဲ့ပြီးကကွယ်ဝင်ကြီးပစ်ဟတ်ဇက်ကအမေရိကန်တပ်ဖွဲ့တွေဟာကိုလံဘီယာသဘုံအဖွဲ့နဲ့ဆက်ဆက်နေတဲ့ရေရင်ကိုတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်သင်မောဟာတဘုံအဖွဲကမဟုတ်ပဲမထောင်လွှားတဲ့မိသားစုကပိုင်လာလို့ပေထရိုကပြောခဲ့ပြီးသူ့အဆိုအရကထရမ့်ရဲ့အမှတ်ချက်ကိုစော်ကားတာလို့ပြောခဲ့ပါတယ်ရှင်။ ဒီပီပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆက်ပါရှင်